အားလုံးပဲမင်္ဂလာပါဘာမစ်ကိုတင်ရဲ့ပထမဦးဆုံး PMGC ပွဲဥဒ္ဒတ်ဖြစ်တဲ့ Green Green ရဲ့ Day 1ပွဲစဉ်တွေပြုဆုံးသွားခဲ့ပြီဖြစ်ပါတယ် Day 1မှာ BG အနေနဲ့အခက်အခဲကြုံတွေ့ခဲ့ပြီးတော့ဘာဖြစ်သွားခဲ့လဲဆိုတာကို recap ပြန်လုပ်ပေးခြင်းပါတယ် Day 1ရဲ့အဖွင့်ပွဲစဉ်မှာ BG အနေနဲ့ Early Landing Battery မပြုတ်လုပ်ခဲ့ပဲပုံမှန်စီးနေကြတိုင်းဆင်းခဲ့ပြီးတော့ Lane Gain Deep အောင်ဆော့ဘက် Plan နဲ့ဆော့ခဲ့တာကိုမြင်ခဲ့ရပါတယ်ပွဲစားမှာပဲ VP နဲ့ ARK ရဲ့ landing battle ကိုမြင်တွေ့ခဲ့ရပြီးတော့ ARK အနေနဲ့၃မှတ်ရယူနိုင်ခဲ့ပါတယ် ဒီကြီးအနေနဲ့ဒီဘွဲမှာဘက်တရီတိတ်မဆိုင်ခဲ့ရပြီမဲ့ဇုံဝင်ခက်ခဲနေတဲ့အနေအထားမျိုးအနေနဲ့လေကိန်းထီရအောင်စော်ကစားနိုင်ခဲ့ပြီးတော့ run point limit ရယူနိုင်ခဲ့ပါတယ်။ EA အနေနဲ့ချိန်ကန်ရခဲ့ပြီးတော့စုစုပေါင်း28မိနစ်ထိရှာနိုင်ခဲ့ပါတယ်။ match 2မှာ BG အနေနဲ့ military base မှာဆင်းခဲ့ပြီးတော့ဇုံအနေနဲ့ပေါ်ပိုင် hospital နဲ့ဂဲကာအထိဆွဲခေါ်ခဲ့တာမလို့တောက်လျှောက်ဇုံဝင်ခဲ့ရပါတယ်။ state 3ဇုံဝင်မှာ BG ဘေးကနေပြတ်သွားတဲ့ PPC ကနေပထမဆုံး K point ရရှိခဲ့ပြီးတော့ BBC ကနေစုစုပေါင်း K point 3မိနစ်ထိရယူနိုင်ခဲ့ပါတယ်။ တိတ်ဖို့ဇုံဝင်မှာလဲတီယာနဲ့ Twisted Mind ရဲ့ဗတဲကိုအချိန်ကြိုက်ဝင်လာနိုင်ခဲ့ပြီးတော့နောက်ထပ် key point နံပါတ်ရယူနိုင်ခဲ့ပါတယ်။တစက်တည်းမှာပဲဘူရာရဲ့တပ်ပါတီဝင်တော်ခံခဲ့ရပြီးတော့အလိုင်းရဲ့ဘူရာနဲ့တင်းကြညက်ခဲ့ပြီးတော့ချက်သက်သည်နဲ့အဆုံးသက်ခဲ့တာကြောင့် run point တော့မရရှိခဲ့ပါဘူး။ဒီပွဲမှာ INF တွေနဲ့အခြေခံရခဲ့ပြီးတော့စုစုပေါင်းအမှတ်20ထိရှာနိုင်ခဲ့ပါတယ်။ match 3မှာ BG အနေနဲ့ကန်ဆိုးခဲ့လို့ပြောရမှာပါ။ match 3မှာ zone အနေနဲ့ shadow ဘက်ကိုကျင်းခဲ့ပြီးတော့အစောပိုင်းမှာအရာအလုံးအဆင်ပြေနေခဲ့ပါတယ်။ ဒါပေမဲ့မထင်မှတ်ထားတဲ့ခြေအနေတစ်ခုမှာ GK ရဲ့ရုတ်တရက်ဝင်တိုက်တာကိုခံခဲ့ရပြီးတော့အဆင်သင့်ဖြစ်မနေတဲ့အနေအထားမှာ BG အနေနဲ့တူးဆွန်းခဲ့တဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ဖန်ကနေအပေါ်ဘက်ကိုဇုံဝင်လို့ရတဲ့ GK ကမိုင်တာအောက်ဘက်မှာရှိတဲ့ BG နားကိုရောက်လာတာကအတော်ကန်ဆိုးရလို့ပြောရမှာပါ။ပြီးတော့ BG အနေနဲ့ GK ဝင်လာတဲ့အချိန်မှာ defense အနေထားမျိုးမဟုတ်ပဲဇုံဝင်ရင်ပြင်ဆင်နေတဲ့အချိန်ဖြစ်တာကြောင့်ကစင့်ကလေးရနဲ့ပတ်တယ်ဆန်ခဲ့ရတာပါ။ဒီဘက်မှာတော့ WPG အနေနဲ့ချီကန်ရခဲ့ပြီးတော့စုစုပေါင်း20နံပါတ်ထိရခဲ့ပါတယ်။ match 4မှာလည်း BG အနေနဲ့ဇုံကံမကောင်းဖြစ်နေသေးပါပြီးခဲ့တဲ့ group တွေမှာ military base ုံကိုတောက်လျှောက်မြင်တွေ့ခဲ့ရပေမဲ့ဒီနေ့မှာတော့ဇုံအနေနဲ့ BG နဲ့ဝေးရကိုဆွဲခေါ်နေကြတာကိုမြင်ခဲ့ရမှာပါဒီပွဲမှာဆိုရင် shooting rate အပေါ်ဘက်ထိပေးထားတဲ့ဇုံမှာ BG အနေနဲ့တောက်လျှောက်ကိုဇုံတိုးခဲ့ရတာပါဒီပွဲမှာ BG ရဲ့ပထမဆုံး K point ကို INFC ကနေ Cosby ကရောက်ပြီးခဲ့ပါတယ်။ Anon အနေနဲ့တော့ဇုံဝင်လမ်းမှာပဲစုရဲ့ပြစ်ချတာကိုခံခဲ့ရပြီးတော့ရက်ခအနေနဲ့ Aura ရဲ့ key ကိုပြန်ကောက်ယူနိုင်ခဲ့ပါတယ်။ တိတ်စစ်မှာ BG အနေနဲ့ရှေ့မှာရှိနေတဲ့ GK ကိုဝင်ပြက်ပြီးတော့ 2K ရရှိခဲ့ပေမဲ့တပ်ပါတီအတင်းလို့တော့ဆိုလို့ရမယ်အက်တွေကအချိန်ကြိုက်ဝင်လာတာကြောင့် BG အနေနဲ့ချက်ဆဲပန်းနဲ့ပဲအဆုံးသတ်ခဲ့ပါတယ်။ DI အနေနဲ့ဒီပွဲရဲ့ချိန်ကောင်ရယူခဲ့ပြီးတော့ဆက်ချစ်မဲ့ရှာနိုင်ခဲ့ပါတယ်။ Match fight ကတော့နောက်ထပ်ထူးဆန်းခဲ့တဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပြီးတော့ဒီပွဲရဲ့ချိန်ကောင်ကို Flash တွေကရယူခဲ့ပြီးတော့စုစုပေါင်း20နံပါတ်ရှာနိုင်ခဲ့ပါတယ်။နောက်ဆုံးပွဲကတော့ Day 1ရဲ့ချက်ချပါပါဇုံရခဲ့တဲ့ပွဲဖြစ်ပါတယ်။ ဒီပွဲမှာအန်နုံစီကိုကျွန်လာတဲ့ top seed ရဲ့ key နဲ့ပထမဆုံး 1k ရရှိခဲ့ပါတယ်။ဒီပွဲမှာ BG အနေနဲ့တပွဲလုံးကြီးပါ power grid နားတောင်ပေါ်မှာနေရာရခဲ့ပြီးတော့တောင်ဘက်က battery စီကနေလိုအပ်တဲ့ key တွေရယူနိုင်ခဲ့ပါတယ်။လက်ကိ battery မှာတော့ BG အနေနဲ့အမားတွေရောလိုအပ်ချက်တွေရောရှိခဲ့တာကြောင့်အခြေခံနဲ့ဝေးကွာခဲ့ရပါတယ်။ဒီပွဲမှာ BG အနေနဲ့ 8k ရရှိခဲ့ပြီးတော့ run 3နဲ့အဆုံးသတ်ခဲ့ပါတယ်။ ဒီဝင်ပြီးမှ EA Deflect နဲ့ INF တို့ Top 3နေရာရရှိခဲ့ပြီးတော့ BG အနေနဲ့ Run 1နဲ့38မှတ်အကွာ Run 10နေရာမှာရပ်တည်နိုင်ခဲ့ပါတယ်။ဒီဝင်မရှိသေးတာမလို့ BG အနေနဲ့အမားတွေကိုအကောင်းဆုံးပြင်ဆင်လာမယ်လို့ယုံကြည်နေပါတယ်။ Fan တွေအနေနဲ့လည်းဒီဝင်မရှိသေးတာမလို့ဘယ်လိုရလဒ်ပဲဖြစ်နေပါစေကိုယ့်အသေးကိုအကောင်းဆုံးအားပေးဖို့ပြောချင်ပါတယ်။